ဒီနေ့ပေါ့နော်မေလ29ရက်နေ့ကြတာပင်းနေတဲ့အတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေစီနေထောက်ဒီဘလိုလေးမှာတုံသက်ပြောကြားပေးသွားဖြစ်ပါတယ်ဒီနေ့ကမ္ဘာရွှေစီရတော့မနက်ခင်းမှာဈေးအကြအကောင်းနေရပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကမ္ဘာရွှေစီဈေးဆန့်ကြမလားအသက်ပြန်လာမလားဆိုတော့ကျွန်တော်တုံသက်ကြည့်လို့ရအောင်လို့ကမ္ဘာရွှေရဲ့ဈေးအသက်ကြချက်လေးကိုကျွန်တော်တွားကြည့်လိုက်အောင်အဲ့ဒါပြတဲ့ကာမှာကမ္ဘာရွှေစီးရမနေဝါဆိုရင်ကျွန်တော်တို့အာ 3290နဲ့ပေါ့နော်အပေါ်ဆိုကျွန်တော်3325ကြာစီအသက်ကြာပြေးခဲ့တယ်ညဘက်အမေရိကန်ဘိုးဘန်အစည်းအဝေးမတိုင်ခင်တည်းပေါ့နော်အဲ့ညစနစ်ခွဲအမေရိကန်ဘိုးဘန်အစည်းအဝေးပြီးမှကျွန်တော်ကမ္ဘာရွှေစီယာနည်းနည်းလေးအကျဆက်ပြပြီးတော့ကျွန်တော်တို့3290စီတန်းအောက်ပေါ့နော်3288စီတန်းလောက်မှကျွန်တော်ဈေးပိတ်ခဲ့ပါတယ်ကျွန်တော်မနေ့ကပြောတဲ့လိုမျိုးပဲ3290စီတန်းအောက်မှာဈေးပိတ်သွားပြီဆိုရင်ကမ္ဘာရွှေစီယာ ဈေးအကျဘက်ဥတည်နိုင်ပါတယ်ဈေးအကျဘက်ဥတည်နိုင်တဲ့ဈေးအကျအားတာနိုင်တယ်ပေါ့နော်အဲ့အဖက်ကမှဘယ်ထိကျနိုင်ကြီးရှိလဲဟုတ်ပြီဒီမှာရေဆိုရင်ကျွန်တော်တို့3နှစ်60အောက်မှာဈေးပိတ်သွားတဲ့အခါမှာဘလောက်ထိကျခဲ့တယ်လို့မိမယ်ဆိုရင်ကျွန်တော်3200 3205ရေထိကြခဲ့တယ်။ဟုတ်ပြီကျွန်တော်ဈေးတန်းစုံနဲ့ကျွန်မကျွန်တော်ပြောလိုက်မှာပြ။ဘယ်ထိကြနိုင်ချေရှိလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အာ 3315ပေါ့နော်3315 ਨੇ ကျွန်တော်တို့အာဆို3315မဟုတ်ဆို3215ကျွန်တော်ဈေးနှုန်းမပြောဘူးနော်ကျွန်တော်ဈေးနှုန်းနေရော3315နေဖြစ်ကုန်3215 3225 ਨੇ 3205ကြာ3200ကြာ3200ကြာဈေးနှုန်းဆုံးဒီကဘာရွှေဈေးဈေးဆက်ကြနိုင်ပါတယ်အဲ့ဒါပြတဲ့အခါမှာဒီနေ့မှာကျွန်တော်ကဘာရွှေဈေးကိုကျွန်တော်ဘာလို့တည်နေလဲဈေးတက်တိုင်းအယောင်းလိုက်ရမှာပေါ့ရှင်းပါတယ် တခုကြီးကကျွန်တော်ကဈေးကျနိုင်ရဆိုပြီးလက်ရှိဈေးဒီဘိုင်ယာကောက်ရောင်းတာတွေ့ရဈေးကကောက်ရောင်းနိုင်ဆိုင်အမြင့်ဈေးကိုစောင့်ပြီးရောင်းတာကကျွန်တော်တို့ပို့ပြီးတော့ risk ပို့နေပါလိမ့်မယ်ကျွန်တော်တော်များများသော trader ရပါကျနိုင်နေဆိုရင်တွေ့တဲ့ဈေးကနေကောက်ရောင်းလိုက်တယ်အဲတက်နိုင်နေဆိုရင်တွေ့တဲ့ဈေးကနေကောက်ဝယ်လိုက်တယ်အမြင့်ဈေးအောက်ဈေးတွေမဆောင်ဘူးအဲ့လိုမဆောင်တဲ့အခါဘာဖြစ်လဲလို့မေးမယ်ဆိုရင်အကျိုးများရတဲ့အခါမှာလည်းရတဲ့အကျိုးများနည်းတယ်လို့တခါလေဈေးကွက်ကကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဆိုရင် risk တွေများကုန်ပါလိမ့်ခင်ဗျာ အဲ့အဖက်ကမှကျွန်တော်တို့ကဒီ trading မှာကျွန်တော် waiting ပေါ့နော် waiting ဆိုတာအယောင်းဝယ်လုပ်ငန်းဆိုတာကျွန်တော်စိတ်ရှိရင်လည်းစောင့်သက်ဖို့လိုအပ်တယ်။ဟုတ်ကဲ့နားပါကျွန်တော်တို့အာနေတိုင်းတွေးတဲ့ဈေးတန်းမှာဝယ်လိုက် ရောင်းလိုက်လောက်တာမျိုးကျွန်တော်အဲ့အယောင်းဝယ်လုပ်တယ်လို့မခေါ်ဘူး trading လို့မခေါ်ဘူးဗျ။ရောင်းတင်တဲ့ဈေးတန်းဝယ်တင်တဲ့ဈေးတန်းအပေါ်ဈေးအောက်ဈေးတွေကိုတိကျပိုင်းခြားသတ်မှတ်ပြီးတော့ကျွန်တော်တို့အဲ့ဈေးကိုရောက်အောင်စိတ်ရှိရင်လည်းစောင့်ပြီးအယောင်းဝယ်လောက်တာမျိုးမှကျွန်တော်တို့ကအယောင်းဝယ်လုပ်တဲ့ training လုပ်တယ်လို့ခေါ်ပါတယ်။အဲ့ဈေး ဒီမြောက်မေးစရာတစ်ခုရှိလာပြန်အောင်ပေါ့အစေးရရင်မရောက်ရင်ရောဥမာကျွန်တော်အမြင်ဆေးစောက်တယ်ဗျာအမြင်ဆေးမရောက်ဘဲနဲ့ဗျာဒီဈေးကနေထုတ်ကြသွားရင်အောင်ရှင်းပါလေကျွန်တော်ကကျွန်တော်သတ်မှတ်ထားတဲ့ဈေးမရောက်ရင်မရောက်ဘူးကျွန်တော်သတ်မှတ်ထားတဲ့ဈေးမရောက်ရင်မဝယ်ဘူးရှင်းတယ်ဘာလို့ဆိုဒီအကြောင်းဝယ်လုပ်ငန်းကြီးကတသက်လုံးတည်ရှိနေမှာဟုတ်ကြလားဒီနေ့တည့်ရပဲအကြောင်းဝယ်လုပ်မှာမဟုတ်ဘူးကိုကလက်ရှိဈေးမှာမရောက်မီလို့အမြင်ဆေးစောက်မီလို့ဈေးကလက်ရှိဈေးကနေထိုးကြသွားလဲကျွန်တော်အဲ့ဒီအတွက်ကိုကျွန်တော်ကနှမျောတက်တာဖြစ်နေစရာမလိုဘူးနောက်ရက်ဒီမှာအခွင့်အလမ်းနေရှိသေးတယ် နောက်လာဒီမှာခွင်လန်းနေရှိသေးတယ်နောက်နှစ်ဒီမှာခွင်လန်းနေရှိသေးတယ်အဲ့အဖက်သက်ခါမှာကျွန်တော်တို့ကလွတ်သွားတဲ့အခွင်လန်းကိုလွတ်သွားတဲ့ဟာကိုကျွန်တော်ဟိုနှမျောတတဖြစ်နေမှာမဖြစ်နေပါနဲ့ပေါ့နော်အဓိကကျွန်တော်တို့တတ်မှတ်ထားရေးဈေးကျွန်တော်တို့တတ်မှတ်ထားရေးရောင်းဖို့ဝယ်ဖို့ဈေးတန်းတွေကိုစောင်းဖို့လိုအပ်တဲ့ခမက်ဒါမှသာကျွန်တော်ကအရောင်းဝယ်လုပ်တဲ့လူခေါ်တယ်စိတ်ရှင်နဲ့စောင်းဖို့လိုအပ်တယ်ပေါ့နော်ဘာလို့လဲမိမဲ့ဆိုရှင်းပါတယ်ကျွန်တော်တို့ကတတ်မှတ်ထားရေးဈေးတန်းမရှိဘဲနဲ့ဥပမာပြကျွန်တော်လက်ရှိဈေးမှာဝယ်လိုက်လက်ရှိဈေးမှာရောင်းလိုက်အဲ့လိုမျိုးကျွန်တော်တို့ကအရောင်းဝယ်လုပ်နေမှာဆိုရင် ကျွန်တော်တို့ကကံကောင်းပြီးတခါတလေကျွန်တော်မျက်ကောင်းမျက်နိုင်တယ်ဒါမဲ့ရေရှည်မှာတော့ကျွန်တော်တို့အတတင်အကျိုးမျက်ရောက်ဖို့ဆိုတာမလွယ်ပါဘူးခင်ဗျအဲ့ဘက်ကကျွန်တော်ကဘယ်စီးတန်းမှာဝယ်တင်လဲဘယ်စီးတန်းမှာရောင်းတင်လဲဆိုတာကိုကျွန်တော်တို့ကတေချာပိုင်းခြားသတ်မှတ်ပြီးတော့အက်စီးတန်းတွေကိုဒီနေ့တနေ့တာအတွင်းအက်စီးတန်းတွေကိုကျွန်တော်တို့ကရောက်မှာဝယ်မယ်ရောင်းမယ်ဆိုရင်ဖြစ်ကျွန်တော်တို့တို့ကဆုံးချုံမှုကြုံရင်တော့မှကျွန်တော်တို့တို့က risk never လိမ့်မယ်ဟုတ်ပြီအဲ့ဘက်ကဒီနေ့တော့ကဘာရွှေစီကိုကျွန်တော်က ်ဘယ်ဈေးရောက်မှရောင်းတင်လဲလို့မြင်မှာဆိုကျွန်တော်ကတော့ဒီမှာ3.90ဈေးတန်းဘာလို့လဲမြင်မှာဆိုကျွန်တော်မနေ့တော့ပြောခဲ့တယ်3.90ဈေးတန်းအောက်မှာတရက်တာဈေးပရင်ဈေးဆက်ကြတယ်အဲ့အဖက်က3.90ဈေးတန်းကကျွန်တော်တို့အခုဈေးမကြခင်တော့က तू ကဈေးအကျအမာခံဈေးတန်းကြီးကျွန်တော်တို့ market ခေါ်ရပြောမှာဆိုဗျာ support ပေါ့ဈေးအကျအမာခံဈေးတန်းကြီးဖြစ်နေတယ်အခုဈေးကျသွားတော့ तू ကပြန်ပြီးတော့ဈေးအတက်အမာခံဈေးတန်းဖြစ်သွားတယ်အဲ့ဒါပြတ်ကမှလက်ရှိကပ္ပရွှေဈေး390ဈေးတန်းနာ ကျွန်တော်တို့ဈေးတန်းဆုံးနဲ့ပြောမယ်ဆိုကျွန်တော်အချိန်တနားရီအတိုင်းတာနဲ့ကျွန်တော်ပြပေးမယ်နော်အချိန်တနားရီအတိုင်းတာနဲ့ပြမယ်ဆိုကျွန်တော်3.60ဈေးတန်းနာဆိုတာ3.60နဲ့3.85ကြာဈေးတန်းဆုံးပေါ့ဗျာ3.85ကြာဈေးတန်းဆုံးအဲ့ဒီဈေးတန်းဆုံးမှာကျွန်တော်တို့ရောက်ပြီဆိုရင်ရောင်းဖို့အပေးခြင်းပါတယ်အရှုံးပိုင်းဈေးတန်းကတော့3.95အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်ခုနကဘယ်ထိကျနိုင်တယ်ပြောခဲ့တယ်အဲ့ကျနိုင်တဲ့ဈေးတန်းနေတိကိုကစိတ်ရှိနေစောင့်နိုင်ရင်အဲ့ဈေးတန်းနေတိကျွန်တော်တို့ကအကျိုးမြတ်ယူလို့ရပါတယ်မဟုတ်ဘဲနဲ့ကိုကဗျာ ဒါနည်းနည်းလေးနဲ့အကျိုးမြတ်နည်းနည်းနဲ့ရတဲ့ရထိုက်တဲ့အကျိုးမြတ်လေးနဲ့အမြတ်ပိုင်းကျင်တယ်ဆိုရင်တော့ကျွန်တော်တို့3နှစ်60လို့3နှစ်50နားလောက်မှအမြတ်ပိုင်းမှာခမဟုတ်ပြီဒါတော့ရောင်းမဲ့စီနှံဆုံးတစ်ခုတကယ်လို့ပြတခါပြကပတ်ချွေစီရဲ့ဈေးဆွဲတင်သွားတယ်ဒီစီနှံအပေါ်ကိုဆွဲတင်သွားပြီပေါ့ဗျာကျွန်တော်ဒီအယောင်းရဲ့အရှုံးပိုင်းစီနှံထိသွားရင်ရောနောက်ထပ်ရောင်းမဲ့စီနှံတစ်ခုရှိတယ်အဲစီနှံကတော့ကျွန်တော်ဒီနေ့အတွက်အမြင့်ဆုံးရောင်းမဲ့စီနှံပဲပေါ့နော်ကျွန်တော်တို့3305စီနှံပြ 3350တန်းကိုစနာစီတက်ခဲ့တယ်ဆိုရင်ကျွန်တော်ဈေးနှုန်းစုံနဲ့တတိကျကျပြောပါလို့မိမယ်ဆိုရင်တော့ကျွန်တော်3350နဲ့3330ဈေးနှုန်းစုံပါအဲဈေးနှုန်းစုံကြဈေးဆွဲတင်ခဲ့ရင်ကမ္ဘာရှူကျွန်တော်ရရရောင်းဖို့ကျွန်တော်အကြံပြုချင်ပါတယ်အရှုံးပိုင်းဈေးနှုန်းကိုတော့ကျွန်တော်တို့3330ထက်လောက်ပေးအမြတ်ပိုင်းဈေးနှုန်းကတော့ကျွန်တော်ခုနပြောခဲ့တဲ့အာဒီနေ့ကမ္ဘာရှူစီကြာနိုင်တဲ့ဈေးနှုန်းစုံတွေဒီယူချင်းလဲရတဲ့3315တို့ဘာလို့ဒီယူချင်းလဲရတဲ့ဒါမှမဟုတ်ကိုက အာတိကြတဲ့ကျိုးမြတ်လောက်ပဲလိုချင်တယ်ဆိုရင်တော့ဒီ3နှစ်5လောက်ပဲယူချင်ယူဒါမှမဟုတ်လည်း3နှစ်5တန်းနဲ့ပို့လိုချင်တယ်ဆိုရင်တော့3နှစ်60လောက်မှအမြတ်ပိုင်းချင်းပိုင်ပါတော့အဲ့ဒါပြတ်ကာဒီနေ့အတွက်ရောင်းအောင်မယ်ဈေးတန်းဆိုတော့ကျွန်တော်နှစ်ခုရှိပါတယ်3နှစ်5နဲ့3နှစ်60ကြာ3305နဲ့3310ကြာမှကျွန်တော်ရောင်းဖို့အားပေးချင်တယ်တကယ်လို့ပေါ့နော်ဒီနေ့တနင်္လာတွင်ကဘာရွှေဈေးဒါဒီ3310အထက်မှာအချင်းတနားရဲ့အတိုင်းတာပေးစိကျွန်တော်တို့ market ခေါ်ရ H1 book canister နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ဒီနေ့ကဘာရွှေဈေးရကျွန်တော် အခုသုံးသက်ပြထားတယ်3225 3205ဒီအထိကြာနိုင်တယ်ဆိုတော့သုံးသက်ချက်လေးမှိုင်းပြီလို့သာယူဆလိုက်ပါခင်ဗျအဲ3310ထက်မှာအချိန်တတရဲ့အတိုင်းတာအပိစိနဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းတော့ကဘာရှိူကျွန်တော်တို့ဈေးတက်တိုင်းလိုက်ရောက်ဖို့အမြင်ဈေးတွေမှာလိုက်ရောက်ဖို့ကျွန်တော်အကြံပြုခြင်းပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်အယောင်အတွက်ပေါ့နော်အဝယ်အတွက်ကိုကျွန်တော်စဉ်းစားလိုက်အောင်အဝယ်အတွက်ဆိုရင်တော့ကျွန်တော်တို့ကဈေးတန်းဆိုတာတစ်ခုပဲရှိရပြီ ဈေးရန်ဆိုအောက်အောက်ကိုကြာကင်ဈေးရန်ဆိုတခုပဲရှိတယ်ဘယ်ဈေးရန်လဲလို့မေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဈေးရန်ပေါ့နော်3115ကျွန်တော်တို့ sorry အဲဟုတ်တယ်ဒီ3115နဲ့3200ကြာဈေးရန်ဆိုပေါ့အစီအတန်း3200နဲ့3215ကြာစီတန်းဆုံးမှာကျွန်တော်ကပ္ပရွှေကိုနီးပညာပိုင်းရအတီးပြုချက်စောင့်ပြီးတော့ကျွန်တော်ပြန်ဝယ်ဖို့အားပေးခြင်းပါတယ် ပြန်ဝယ်လို့ရပါတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3200အောက်လောက်မှာပြီးအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့3250 3260လောက်ထိယူလို့ရပါတယ်အဲအောက်ဈေးကြမှာဝယ်လို့ရတဲ့ဈေးတန်းစုံကတော့အဲဈေးတန်းစုံတစ်ခုပဲကျွန်တော်တွေးမိတယ်ပေါ့နော်3200နဲ့3250နည်းနည်းလေးတော့ဈေးတန်းစုံကကြီးနေဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့က300နာရီဈေးကတ်ရင်တော့ပိုကောင်းလာပါတော့300နာရီဈေးကတ်ပြီးတော့နီးပညာပိုင်းကဝယ်ဖို့အတိအကျရပြီဆိုရင်တော့ ဝယ်လိုက်လို့ရတယ်ကျွန်တော်တို့3နှစ်50 3နှစ်60လောက် target ထားပြီးအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3နှစ်200အောက်လောက်ပေးပြီးတော့ဝယ်လို့ရတယ်အပေါ်ဈေးခုန်တက်သွားရင်တော့ကျွန်တော်ဝယ်ဖို့ကတခုရှိပါတယ်အဲ့330ဈေးနဲ့အထက်မှာကမ္ဘာရွှေဈေးဒီနေ့တနေ့တာသွင်းပေါ့နော်အချိန်တစ်နာရီအတိုင်းတာပဲဈေးနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့လိုက်ဝယ်ပါအဲဒီဆုံးကျွန်တော်မတက်ဘူးဆိုရင်တော့မှ333530လောက်ထိတက်နိုင်ပါတယ်အဲ့လိုဖောက်တက်သွားရင်လည်းကျွန်တော်လိုက်ဝယ်လို့ရပါတယ် ဒါမှမဟုတ်ကျွန်တော်ကဒီနေ့ဈေးကြမယ်လို့မှန်းထားဆိုတော့လေဈေးကအသက်ဖက်ပြန်ဆွတ်တင်ပြီးမှကျွန်တော်ပြန်ကြမယ်လို့မှန်းထားဖို့ကျွန်တော်တော့အယောင်ဘက်ကိုပို့အားတာပါဒီနေ့မှာရောင်းပို့ကိုပို့ကြိုက်မိပါတယ်ဒါမှမဟုတ်ကျွန်တော်ပြောခဲ့လို့မျိုး330ထက်မှာအချိန်တစ်နာရီအတိုင်းတာပိတ်စင်းနဲ့ဒီနေ့အတွင်ပိတ်သွားခဲ့ရင်တော့ကျွန်တော်တုံးတဲ့ချက်ကမှားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်ဒီနေ့တရက်တာကပ္ပရွှေရဲ့အပိတ်ဈေးကကျွန်တော်တို့360အောက်မှာပိတ်ခဲ့ရင်ကပ္ပရွှေစင်းကျွန်တော်တို့ မနက်ဖြန်မှာဈေးအကြအဆက်ကောင်းပါလိမ့်မယ်။3960ပေါ့နော်ကျွန်တော်တို့ဒီ3960ဆိုတဲ့ဈေးတန်းนี่အောက်ကျွန်တော်တရက်တာဈေးပိတ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့မနက်ဖြန်ဈေးအကြအဆက်ကောင်းပါလိမ့်မယ်။အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနေပေါ့နော်ဒီနေ့တရက်တာပိတ်ဈေးတာဗျာကျွန်တော်တို့မနေ့တော့ဖောက်ကြပြီးပိတ်ခဲ့တဲ့3960ဈေးတန်းအထက်ကိုပြန်ပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ ကပားရွှေစီကျွန်တော်တို့မနက်ဖြန်ပါစီမနက်ဖြန်တလတာဈေးပိတ်မဲ့နေ့မှာအသက်ပြန်မှန်းလို့ရပါအဲ့ဘက်ကဒီနေ့တရတာပိစီဆိုစောင့်ကြည့်ရမယ့်ဈေးတန်းနှစ်ခုပဲ3.90အထက်မှာပိရင်မနက်ဖြန်ဈေးပြန်တက်မယ်3.60အောက်မှာပိရင်မနက်ဖြန်ဈေးဆက်ကြမယ်ဈားထဲမှာပိတ်သွားရင်တော့ဈေးအကျအားလေးနည်းနည်းဈားထဲမှာပိတ်သွားရင်3.60နဲ့3.90ကြားမှာပိတ်သွားရင်တော့ကျွန်တော်တင်ပါလေမနက်ဖြန်မှာဈေးအကျအားလေးနည်းနည်းအားတာနိုင်တယ်3.60အောက်ပိတ်တာတော့ဈေးအကျအရန်အားကောင်းမှာတော့မဟုတ်ဘူးခင်ဗျ ။ဟုတ်ကဲ့ဒါလေးကကျွန်တော်နီးပညာပိုင်းအားသုံးသက်ချက်လေးဖြစ်ပါတယ်။ကျွန်တော်တို့သတင်းပန်းကိုကျွန်တော်တို့တွားကြည့်အောင်။အဲဒါအပြင်ကျွန်တော်တို့ကလက်ရှိမှာပေါ့နော်ကျွန်တော်တို့အာမနေ့ညတော့ American Bull Ban အစီဝေးရာကောက်နှုတ်ချက်တွေရာကျွန်တော်တို့က American Bull Ban နေနဲ့ဘန်တိုးလျှော့ဖို့ကမရေမရဖြစ်နေ။လျှော့လဲလျှော့နိုင်ဒါပေမဲ့လျှော့ဖို့ရာခိုင်နှုန်းနည်းသွားတယ်ပေါ့နော်။ဘာလို့လဲမဆိုတော့လက်ရှိမှာ American ရဲ့ငွေကြေးဖောင်းပွားမှုကပြန်တက်နေတယ်။ပြန်စီဝါကြီးကတော့အထိုက်လျောက်တိုးတက်နေပြီမဲ့လေအလုံးလက်မဲ့တွေများနေတယ် ဒါပြင်ထရန့်ရဲ့ဂုံသွဲဂုံကိစ္စရဲ့ဘာကြီးကြောင့်စီးပွားရေးအဲဘယ်လိုပြောလဲတိုးတက်တဲ့လောက်မတိုးတက်ဘူးဖြစ်နေအောင်တိုးတော့တိုးတက်တယ်ဗျာဒါပေမဲ့အထိုင်းလျောက်လောက်ပဲတိုးတက်တဲ့အနေအထားမျိုးဖြစ်နေရဖြစ်တဲ့အခါမှာကျွန်တော်တို့အမေရိကန်ပုံပန်နေနဲ့ဘန်တူးရှော့ဖို့ကမရင်မရဖြစ်နေတယ်ပေါ့နော်မရင်မရဖြစ်နေတဲ့အနေအထားမှာကျွန်တော်ဒီနေ့ထွက်မဲ့ဒီနေ့ညထွက်မဲ့နော်ဒီနေ့ညဗမာစံတော်ချိန်ည9နာရီ9နာရီမှာထွက်မဲ့ GDP data ကလည်းကျွန်တော်တို့အတွက်အရေးကြီးတယ်ခင်ဗျ GDP GDP data ကျွန်တော်တို့ကောင်းမလားဆိုးမလားကျွန်တော်တို့အရာကိုကျွန်တော်တို့တစ်ချက်ကြည့်ရလိမ့်မယ် GDP data ညံ့သွားရင်တော့ပုံမှန်အနေထားအရာကျွန်တော်တို့စဉ်းစားမယ်ဆိုရင် GDP ညံ့သွားရင်ကမ္ဘာရွှေစီတက်နိုင်တယ်ပေါ့ဒါပေမဲ့တခုရှိရာဒီည GDP ညံ့သွားတဲ့ဆိုရင်ဘာပြဿနာရှိလာနိုင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ GDP ညံ့သွားတဲ့အနေထားမှာတပတ်ကအမေရိကန်ပုံပန်နေနဲ့ဘန်တူးနှုံရှော့ဖို့က ကျွန်တော်တို့တိတ်မလွယ်တဲ့အနေအထားမျိုးလေးဖြစ်လာနိုင်တယ်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်အဲ့အရာလေးကိုသတိထားဖို့လိုပါ။ GDP ဒေတာညံ့သွားတာပဲကမ္ဘာရွှေစည်တက်မယ်ဆိုပြီးတော့ကျွန်တော်ပြောလို့မရဘူးဗျ။ GDP ကျသွားတဲ့အနေအထားမှာအမေရိကန်ပုံပန်နေနဲ့ကျွန်တော်ဘန်တူးနှုံးရှော့ဖို့မရင်မရအနေအထားမျိုးလေးဖြစ်လာနိုင်တယ်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီည GDP ဒေတာကိုစောင့်ကြည့်ဖို့လိုတဲ့မှန်းထားတဲ့ပို့ဆိုးပြီးရလကပို့ဆိုးပြီးထွက်လာခဲ့ရင်တော့ကမ္ဘာရွှေစည် ုံမှန်အနေအနေထားဆိုရင်ဗျာဒေတာမကောင်းရင်ကဘာချွေစီတက်ရမှာကဘာချွေစီတက်ရမဲ့အစားကျသွားတာမျိုးတွေဖြစ်သွားနိုင်ပါတယ်ဒါအပြင်ကျွန်တော်တို့ကအဲ့ခုနှစ်နာရီအချိန်မှာပဲဒီညမှာအပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းနှုန်းထားဒေတာထွက်ပို့ရှိပါတယ်အဲ့အလုံးလက်မဲ့စစ်တမ်းနှုန်းထားဒေတာကလည်းရလက်ကပြီးခဲ့တဲ့အပတ်ကထက်ပေါ့နော်ပုံညံ့မှန်လို့မှန်းထားတယ်အဲ့ဘက်တကမှာကျွန်တော်တို့ဒီညမှာဒေတာတွေညံ့ပင်မဲ့ကဘာချွေစီဈေးဆက်ကျသွားတာမျိုးတွေ ကျွန်တော်တို့ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်ပါလေအဲ့ဘက်ကသတိထားပါဒီညမှာပြီးရင်ကျွန်တော်တစ်ဖက်ကဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်တက်က100အထက်တက်နေပါလေ100အထက်တက်နေတဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်ပြောခဲ့ပါလေဒေါ်လာအင်တက်ဒေါ်လာညွန်ကိန်းက100အထက်ပြန်တက်နိုင်ခဲ့မယ်ဆိုရင်ကမ္ဘာရွှေစီကကျွန်တော်တို့အကြပဲရည်သူအကြအားကောင်းသွားနိုင်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အဲ့ဘက်ကကျွန်တော်တို့ဒေါ်လာအင်တက်100အထက်တက်နေတယ် တရားတက်တည်ပါရေးဆက်တက်နိုင်ခဲ့မယ်ဆိုရင်ကမ္ဘာရွှေရလည်းသတင်းပိုင်းရရည်သူအကြအားဆက်ကောင်းနိုင်ပါတယ်အဲ့ပြဒါဒေါ်လာအင်တက်လေဒီနေ့မှာဘယ်ထိဆက်တက်နိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကတစ်ဖက်က breaking news နေနေတာ trend ကကျွန်တော်တို့ဒါကုန်တွယ်ကုန်ရက်ဆိုင်ထားတယ်ပေါ့နော် trend ကုန်တွယ်ကုန်ရက်ဆိုင်ထားလို့လက်ရှိမှာ American story ပါကြီးပြန်တက်တယ် American dollar လည်းပြန်တက်လာ American dollar အညွန်ကိန်းလည်းပြန်တက်လာတယ်တစ်ဖက်ကကမ္ဘာရွှေစီရလည်းသတင်းပိုင်းရရည်သူအကြအားကောင်းနေတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာ တခုတော့တတိထားမှာကထွန်းရံသဘောတဘောပါခဏခဏပြောင်းတက်ပါတယ်သူကုန်တန်ကုန်ရဆိုင်နေရနေကောက်ပြီးတော့ကုန်တန်ကုန်နေပြန်ကောက်မယ်ပြန်တင်မယ်ဘာညာဖြစ်ကုန်ရင်လည်းကျွန်တော်တို့အဲ့ဟာကဈေးကွက်ကိုအလောက်ခတ်ပြစ်စေနိုင်ပါတယ်ဒါအပြင်ကျွန်တော်တို့တစ်ဖက်ကလည်းအဲဂျာမနီတို့ဘာလို့ပါဗောနော်ယူကရိန်းကိုကျွန်တော်တို့အာအဝေးပြစ်တုံးကြီးတွေပါရင်ထောက်ပံ့ပြီးတော့ကျွန်တော်တို့ရုရှားကိုတိုက်ခိုက်လို့ရတယ်ဘာညာဆိုပြီးတော့ထွက်လာတဲ့တဲ့ဘောနော်ရုရှားကလည်းအဲ့လိုဒါတိုက်ခိုက်ခဲ့မှဆိုရင်ဂျာမနီတွေဂျာမနီမှာရှိတဲ့ အဲစီးရေးပြတ်မှတ်တွေပါရောပြန်ပြတ်မှတ်ထားပြီးတိုက်ခိုက်မယ်ပါညာဆိုပြီးတော့မနေ့ကတင်းထွက်လာတာလည်းရှိတယ်ပြီးတော့မနေ့ညတော့ကျွန်တော်အမေရိကန်အင်ဖြူတာတင်းစာရှင်းလင်းပွဲမှာအမေရိကန်တမနာဒေါ်နယ်ထရန့်ကအစ္စရေးဝန်ကြီးချုပ်နေတညာဟုကိုပေါ့နော်အီရန်ကိုလလုစပယ်ရန်စာဖို့ရန်မစဖို့ပေါ့နော်မတိုက်ခိုက်ဖို့တတိပေးပြောသွားရဲဆိုတော့တတိနေနဲ့ထွက်လာရပေါ့အဲ့ဒါပြတ်တဲ့ခါမှာဘက်ကင်းနျူလီယာကိုထွက်နေရပါတယ်ဒါပေမဲ့ ခြုံငုံကြည့်မယ်ဆိုရင်တော့ကဘာရွှေစည်းရတင်းပိုင်းရလည်းရေတို့အကြအားဆက်ကောင်းနိုင်ပါတယ်။အဲအဖက်တက်ကမှကျွန်တော်တို့ဒီနေ့ညအဲ GDP ဒေတာကိုကျွန်တော်တို့တစ်ချက်စောင့်ကြရမှာဖြစ်ပါတယ် GDP ကောင်းမလားညံ့မလားတကယ်လို့ GDP ဒါကောင်းသွားမယ်ဆိုရင်တော့ရလက်ကောင်းသွားမယ်ဆိုရင်တော့ကဘာရွှေစည်းတင်းပိုင်းရကိုဒီညမှာပြန်ကန်တက်လာတာမျိုးကြုံရနိုင်ပါတယ်။အဲအဖက်တက်ကကျွန်တော်ဒီညအဲ GDP ဒေတာကိုတစ်ချက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဘာဘလို့ပဲသတင်းတွေထွက်ပါစေကျွန်တော်ဤပညာပိုင်းရတော့ကျွန်တော်ပြောခဲ့လိုမျိုးပဲ3310ထက်မှာကဘာရွှေစီအချိန်တနာရီအတိုင်းတာအပိစီနဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းကဘာရွှေစီကရည်သူဈေးအကြအဆက်အားကောင်းနေမှာဖြစ်ပါတယ်ကျွန်တော်3225-3200လောက်အထိဈေးကျနိုင်စေဖြစ်ပါတယ်ခင်ဗျအဲ့ပြကကျွန်တော်ကတော့ဒီနေ့မှာကဘာရွှေစီကိုတက်တိုင်းဈေးတက်တိုင်းအမြင်ဈေးမှာရောင်းဖို့ကျွန်တော်အကြံပြုချင်ပါတယ် ဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ဒီနေ့မေလ29ရက်နေ့တက်တာကပ္ပရွှေစည်းကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်ဒီမှာဒီကပ္ပရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်လို့ရပါတယ်အဲ့အရာလေးနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကပ္ပရွှေ trader အားလုံးပဲကျွန်တော်တို့ဒီနေ့မေလ29ရက်နေ့တက်တာအတွက်ကပ္ပရွှေစည်းတက်ကြကိုကျွန်တော်တို့မမှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့ အကျိုးမဲ့များပါဆိုင်နေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တည့်ရက်တာကပ္ပချွေစီကွက်တောင်းတဲ့ချက်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြစီခင်ဗျာ